ရသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ကျင်ခွန်အားယူဝေရန်အတွက်ဟေရှာယနာဂတိကျမ်းခန်းကြီးကိုအပိုင်ငယ်တင်မာနှင့်သို့တော်လေဒုက္ခဆင်းရဲခြင်းကိုခံရသောပြည်သည်နောက်မှမှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်ဇာဘူးလုံခရိုင်နှင့်နတလိခရိုင်ကို အထက်ကရှုံချတော်မူတော်လေနောက်တပံအိုင်နာလျှောက်တော်လံ့ ယော်ဒန်မြစ်တစ်ဖက်တပားမျိုးသားနေရာဂါလိလဲပြည်ကိုဂုံအတွေနှင့်ပြည်စုံစေတော်မူ၏။မောင်မိုက်ထဲမှ သွားလာသော လူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍သေမင်း၏နိုင်ငံ အရိတ်တွင် ရှိနေသောသူတို့၌အလင်းပေါ်ထွန်းလျက်ရှိ၏။ဂျွန်ဒီနိုကဘတ်တော်ကတော့ပရောဖက်ဟေရှာယကြီးရဲ့ပရောဖက်ပြုထားတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်။ သို့တော်လည်းတဲ့ဒုက္ခဆင်းရဲခြင်းကိုခံရသောပြည်ကားတဲ့နောက်မှမှောင်မိုင်းနဲ့ကင်းလို့လိမ့်မယ်လွန်ခရိုင်နဲ့နတ်တလိခရိုင်ကိုအထက်ကရှုံချတယ်ဒါကဘွားကိုပြောတာလေလွန်ခရိုင်နဲ့နတ်တလိခရိုင်ဆိုတာကမြောက်ပိုင်းဣသရေလတွေနေထိုင်တဲ့ဂါလိလဲပြည်သားတို့ရဲ့နေရာဖြစ်ပါတယ်အဲ့ဒီနေရာကို အာရှုရိလူတွေကတိုက်ခိုက်သိမ်းပတ်ပြီးတော့အဲ့ဒီနေရာမှာနေတဲ့သူတွေကိုအာရှုရိပြည်ကိုတင်သွားခြင်းကိုခံရတယ်ဖျားရဲ့ရှုံချခြင်းဖျားရဲ့မျက်နာလွှဲခြင်းကိုခံခဲ့ရပါတယ် မြောက်ပိုင်းဣသေလနိုင်ငံကတို့ရတွင်ဘုရားသခင်ကအဲ့ဒီနေရာကိုတဲ့တပားမျိုးသားတွေနေတဲ့အဲ့ဒီဂါလိလဲပြည်ကိုဂုံအထရေနဲ့ပြည်စုံစေမယ်လို့ဖော်ပြပါတယ်။ဒါကဘာအိဗယ်လဲ။သခင်ယေရှုကဗက်လင်မြို့မှာမွေးဖွားပြီးတော့နာဇရက်မြို့မှာကြီးပင်းနေထိုင်ခဲ့ပါတယ်။နာဇရက်မြို့မှာကြီးပင်းခဲ့တော်ညာလေနာဇရက်မြို့မှာအမှုတော်မဆောင်ဘဲနဲ့ဂါလိလဲပြည်နယ်တစ်ဝိုက်မှာအမှုတော်ဆောင်ရွက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ နာတော်သူတွေကိုကြမ်းမာစေတဲ့မျက်စိကန်တဲ့သူတွေကိုမြင်စေခဲ့တယ်။ရေကနေစပြည့်ကို ပြောင်းလဲစေခဲ့တယ်။အဲဒီအမှုတော်လုပ်ငန်းတွေကိုဘယ်နေတဝိုက်မှာလှုပ်ဆောင်လဲဆိုရင်တော့ဂါလိလဲပြည်နယ်တဝိုက်မှာလှုပ်ဆောင်ခဲ့ပါတယ်။ဂါလိလဲပြည်နယ်တဝိုက်ကဖခင်ရဲ့ဂုံတွေနဲ့ပြန်ပြီးတော့ပြည်ဆောင်လာခဲ့တယ်။ဒါကြောင့်မို့သခင်ရှုခွတ်တော်ဖခင်အပြင်အဲဒီဂါလိလဲပြည်ဟာဖခင်ရဲ့အလင်းကိုမြင်ရမယ်ဆိုတဲ့အကြောင်းကိုကြိုတင်ပြီးတော့ပရောဖက်ပြုထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ခြေတော်ညော်စီတိုင်း ကျွန်တော်ရဲ့တိုင်းပြည်ကျွန်တော်ရဲ့ပြည်ရလဲဒုက္ခဆင်းရဲခြင်းကိုခံနေရကောင်းခံနေရပါလိမ့်မယ်။မောင်မိုက်တွေနဲ့ဖြစ်နေကောင်းဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ဇာဘူးလုံခရိုင်နဲ့နတ်သလိခရိုင်ကဲ့သို့အဲဒီဂါလိလဲပြည်တခြားမှာရှိတဲ့သူတွေကဖခင်ရဲ့အလင်းကိုမြင်ရတဲ့ကဲ့သို့သခင်ရှုခွတ်တော်ကယ်တင်ရှင်အလင်းရှင်အားဖြင့်ဖခင်ရဲ့အလင်းကိုမြင်တွေ့ခဲ့ရတဲ့ကဲ့သို့ကျွန်တော်တိုင်းပြည်ရလဲသခင်ရှုအားဖြင့်တပန်းဖခင်ရဲ့အလင်းကိုမြင်တွေ့ခံစားရမှာဖြစ်ပါလေ သေမင်းရဲ့နိုင်ငံအရေးမှရှိနေတဲ့သူတွေကအဲ့ဒီအလင်းကို မြင်ရမယ်။အဲ့ဒီအလင်းရဲ့အကျိုးကို ခံစားရမယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာဖော်ပြပါတယ်။ဂျုံနေတိုင်းတဲ့ကဘာကြီးကိုစာရမဏတ်ကခြေလှယ်ပြီးတော့ချုပ်ကင်ထားပါတယ်။သူကလူသားအားလုံးသခင်ရှုကိုမယုံမဲနဲ့သူ့နောက်ကိုပါပြီးတော့လောကမှာလည်းအတ္တတွေမှန်မာနိုင်တဲ့အသက်ရှင်ပြီးတော့ဒီကဘာကြီးကိုပျက်စီးဆုံးရှုံးဖို့ တမလုံးမှာလူသားတွေအပင်ငဲကိုရောက်ပွင့်ရတော့သူကအလိုရှိတဲ့သူဖြစ်ပါတယ်။ဒါကြောင့်မို့စာတန်ကလူတွေရဲ့နှလုံးသားကိုမှောင်မိုက်စေတယ်။သင်ကစာတန်ရဲ့နိုင်ငံထဲမှာစာတန်ရဲ့အုပ်စိုးမှုအောက်မှာရှိမယ်ဆိုရင်တော့သင်ရဲ့နှလုံးသားကမိုက်နေမှာဖြစ်ပါတယ်။စိတ်နှလုံးကမှောင်မိုက်တဲ့အခါမှာအမှားမှန်ကိုမခွဲခြားတတ်တော့ဘူး။အကောင်းဆိုးကိုဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ဘူး။စိတ်နှလုံးအမှောင်ကျတဲ့အခါမှာအာလုံးတိုက်မိကုန်တယ်။ကျွန်တော်မျက်လုံးမှိတ်ပြီးတော့လမ်းလျှောက်ကြည့်ပါ အားလုံးတိုက်မိကုန်ပါဖြစ်ပါတယ်။စိတ်နှလုံးအမောင်ကျလိုက်ခါမှလည်းထုံနေလကောင်းပဲ။လုံမိလို့ရလုံမိပြီးတော့ဒီနေ့ပျက်စီးရပျက်စီးကြောင်းနေဖြစ်ကုန်ပါလေ။ဒါကစိတ်နှလုံးအမောင်ကျလို့ဖြစ်ပါလေ။အဲဒီသေမင်းလွှမ်းမိုးထားတဲ့နိုင်ငံသေမင်းရဲ့အရေးအထဲမှာရှိတဲ့သူတွေကကြီးစွာသောအလင်းဆိုတဲ့သခင်ခွတ်တော်ဖရာရဲ့အလင်းကိုမြင်တွေ့ခံစားဖို့ဖရာသခင်ကအလိုရှိပါလေ။အဲကြောင့်မို့ရှင်ဟောင်းခရိုင်ခန်းကြီး၈အပိုင်ငယ်၁၂မှာ တဖန်တုံယေရှုကငါသည်ဤလောက၏အလင်းဖြစ်၏ငါနောက်သို့လိုက်တော်သူသည်မှောင်မိုင်း၌မတော်မလားအသက်ဤအလင်းကိုရလိမ့်မည်ဟုမိန်တော်မူ၏တခင်ရှုကသူ့ကိုယ်သူဘလို့ဖော်ပြလဲဆိုရင်တော့ငါဒီလောကကြီးရဲ့အလင်းဖြစ်တယ်ကဘာကြီးကတဖြည်းဖြည်းနဲ့မှောင်မိုင်းနေပါလေဒါကြောင့်မို့သင်အလင်းလိုတယ်ဒီလောကထဲမှာအသက်ရှင်တဲ့အချိန်အခိုက်တက်မှာအလင်းရှင်ဖြစ်တဲ့ယေရှုနဲ့တွာလာဖို့လိုတယ် တခင်ရှုနောက်ကိုလိုက်တဲ့သူကအဲ့မှောက်မိုက်ထဲမှာမသွားလာတော့ဘူးအသက်ဤအလင်းကိုရမယ်လို့ဖော်ပြပါတယ်ဘီကဘာကြီးကစာတန်ရဲ့သေမင်းရဲ့နိုင်ငံရဲ့အရေးအောက်မှာရှိတဲ့အတွက်ကြောင့်မှောက်မိုက်ဖုံးလွှမ်းနေပါတယ်ဒါကြောင့်မို့ဒီမှောက်မိုက်ထဲမှာတခင်ခွတ်တော်ဒီဟူသောအလင်းရှင်နဲ့မလျှောက်လန်းဘူးဆိုရင်ကျွန်တော်နှလုံးသားကမှောက်မိုက်ပြီးတော့ဖျားလို့တော့လန်းနေလွဲနေမှာဖြစ်ပါတယ်နှလုံးသားထဲမှာအတ္တများလာရင်ဖျားအတန်ကိုမကြတတ်တော့ နှလုံးသားထဲမှာမှောင်မိုက်ဖုံးလွှမ်းလာရင်ကျွန်တော်အားလုံးတိုက်မိကုန်မှာဖြစ်ပါလေလုံမိလို့ရတယ်လုံမိမှာဖြစ်ပါလေဒါကြောင့်မို့အလင်းရှင်တည်းဟူသောဒီလောကရဲ့အလင်းဖြစ်တဲ့ကြီးစွာသောအလင်းတည်းဟူသောသခင်ခွတ်တော်ဖရာလိုအပ်တယ်သခင်ခွတ်တော်ဖရာနဲ့သာရှောက်လန်းမယ်ဆိုရင်တော့မောင်မရဲ့ချီနှောင်ခြင်းတွေကနေလွတ်မြောက်မှာဖြစ်ပါလေဒါကြောင့်မို့ချက်သုံးယောက်စီတိုင်းစာဒမနက်ကကျွန်တော်တို့ကိုအမှန်မမြင်နိုင်အောင်နှလုံးသားထဲမှာမိုက်နေအောင်အတ္တတွေနဲ့ဖုံးလွှမ်းနေအောင် သခင်ခွတ်တော်ဘုရားပေးတဲ့ထာဝရအသက်လမ်းကိုမမြင်တွေ့ရအောင်စာတန်ကသူ့ရဲ့အရေးနဲ့ဖုံးလွှမ်းထားပါတယ်။တို့ရတွင်သင်ကသခင်ဘုရားရဲ့နှုတ်ကပတ်တော်စကားကိုဒီနေ့ကြားရပြီးတဲ့အခါမှာသခင်ရှုခွတ်တော်ဘုရားသည်သင်အပြစ်တော်လဝါကလိုက်မှာအသိခံပြီးတော့သုံးရမြောက်တဲ့နေ့မှာရှင်မြတ်ထားမြောက်တဲ့ဘုရားဖြစ်တယ်။သင်ကိုအလင်းနိုင်ငံတွေကိုပို့ဆောင်မယ်ဘုရားရှင်ဖြစ်တယ်။သင်ရဲ့နှလုံးသားမှာသခင်ခွတ်တော်ဖရားကိုနေရပေးမယ်။ထိုသခင်နဲ့သာရှောက်လန်းမယ်ဆိုရင်တော့သင်ရဲ့အနာဂတ်တတကလင်းနေမှာဖြစ်တယ်။ သင်ရဲ့လမ်းကိုဖရာသခင်ကပြညုံမှာဖြစ်တယ်။သင်ဘာလုပ်ရမလဲဆိုတာကိုဖရာကညွှန်ကြားမှာဖြစ်ပါတယ်။ဒါကြောင့်မို့မှောင်မိုက်တဲ့လောကကြီးထဲမှာအလင်းရှင်ဖြစ်တဲ့သခင်ခွတ်တော်နဲ့ရှောက်လန်းခြင်းအပြင်ဖရာသခင်ရဲ့အလိုတော်လမ်းထဲမှာအသက်ရှင်နိုင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်။အားလုံးပေါ်မှာဖရာရှင်ကောင်းကြီးပေးပါစေ။